မင်္ဂလာပါရှင်မေလ6ရက်အင်္ဂါနေ့ရက်တိမက်ဖွေရသတင်းကဘာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဥစွာတင်ဆက်ပေးမှာကတော့မော်စကိုကိုပြစ်မှတ်ထားပြီးဒရုန်းများဖြင့်ယူကရိန်းတိုက်ခိုက်တဲ့သတင်းဖြစ်ပါတယ်ရုရှားနိုင်ငံမော်စကိုမြို့ကိုပြစ်မှတ်ထားပြီးဒရုန်းတွေအမြောက်များအုံပြုကယူကရိန်းကတိုက်ခိုက်တာပြီးပြုလုပ်ခဲ့ကြောင်းရုရှားမြို့တော်ဝန်ကပြောကြားခဲ့ရာကိုရိုက်တာသတင်းမှာဖော်ပြလာပါတယ် ပစ်ခတ်မှုအတွင်းရုရှားနိုင်ငံမော်စကိုမြို့ကိုဥတီပြန်တန်းလာတဲ့ယူကရိန်းမောင်းသူမဲလေရင်လေးစင်ကိုရုရှားလေကြောင်းကာကွယ်တပ်ဖွဲ့တွေကကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ကြောင်းရုရှားမြို့တော်ဝန်ကပြောကြားခဲ့ပါတယ်။ပနမအစိုးရကန်စာတွေအရတိုက်ခိုက်မှုအတွင်းထိခိုက်ဒဏ်ရာရတာတွေဒါမှမဟုတ်တေဆုံးသူတွေမရှိဘူးလို့မြို့တော်ဝန်က Telegram Messenger App မှာပြောကြားခဲ့ပါတယ်။ ဒီလိုတိုက်ခတ်မှုတွေကြောင်းရုရှားလေကြောင်းစောင့်ကြည့်ရေးအဖွဲ့ဟာမော်စကိုမြို့ကအဓိကလေဆိပ်တစ်ခုဖြစ်တဲ့ဒူမိုဒီတိုဗိုလေဆိပ်ရှိလေကြောင်းခရီးစဉ်တွေကိုခေတ္တရပ်ဆိုင်ထားကြောင်းလည်းကြေညာခဲ့တယ်လို့သိရှိရပါတယ်ရှင်။ဆလာဒင်ဆမဲတဲ့ရင်ကတော့ဟူတီအဖွဲ့ပြစ်လိုက်တဲ့ဒုံးကြီးအစ္စရေးလေဆိပ်အနီးကြောက်ရောက်တဲ့တဲ့ရင်ဖြစ်ပါတယ်။အစ္စရေးနိုင်ငံတကာလေဆိပ်အနီးကိုဟူတီအဖွဲ့တွေကဒုံးကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ခီးတယ်ရီရဲ့အထိတ်တလန်ဖြစ်ပွားခဲ့တယ်လို့ရိုက်တာတဲ့ရင်မှာဖော်ပြထားပါတယ်။ ဟူတီဘက်ကပြစ်လွှတ်လိုက်တဲ့ဒုံစီတစင်ဟာနိုင်ငံရဲ့အဓိကနိုင်ငံတကာလေးစိတ်အနီကိုကြာရောက်ခဲ့တာပါအခုလိုဒုံးကျင်နယ်ပြစ်ခတ်တိုက်ခိုက်တဲ့ဟူသီအဖွဲ့မှတာဝန်ရှိကြောင်းနဲ့ဒါကိုလက်တော့ပြသွားမှာဖြစ်တယ်လို့အစ္စရေးဝန်ကြီးချုပ်ကပြောဆိုခဲ့ပါတယ်။ ရီမင်ကပြင်လို့လိုက်တဲ့ထုံးစီကိုဂျားဖြတ်ဟန်တာမှုမအောင်မြင်တာကြောင့်အစ္စရေးရှိအဓိကနိုင်ငံတကာလေဆိပ်ကိုခေတာပိတ်ထားခဲ့ရပြီးဟူတီတပုံတွေဘက်ကပြေခတ်လာမဲ့တိုက်ခိုက်မှုတွေကိုဆက်လက်တားဆီးဟန်တာနိုင်ဖို့အတွက်စီစဉ်ပြီးဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။ ခါစာကမ်းမြောင်းမှာပြင်းထန်တဲ့စစ်စင်ရေးကိုချဲ့ထွင်နေတဲ့အစ္စရေးကိုတုံ့ပြန်တဲ့အနေနဲ့အစ္စရေးနိုင်ငံမှာရှိတဲ့လေဆိပ်တွေကိုအကြိမ်ကြိမ်ပြစ်မှတ်ထားတိုက်ခိုက်နေသလိုလေကြောင်းပိတ်ဆို့မှုတွေကိုလည်းဟူသီတွေကကြကြပြပြဆောင်ရနေတာဖြစ်တယ်လို့ဆိုထားကြောင်းသိရပါတယ်တဖက်မှာလည်းအစ္စရေးကဟူသီတွေရဲ့ပင်မလေးဆဲကိုတိုက်ခိုက်နေပြီးအချိန်နဲ့အနေအားအလိုက်လက်တော်ပြတ်သောမှဖြစ်တယ်လို့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟူကဆိုရှယ်မီဒီယာပလက်ဖောင်း X မှာပြောကြားခဲ့ကြောင်းသိရပါရဲ့ရှင်။ ထပ်မံတင်ဆက်ပြီးမှာကတော့နိုင်ငံသားတွေထုတ်လုပ်သောရုပ်ရှင်အားလုံးပေါ်တရားရဂိုင်းနှုန်းစီချက်ခွန်ကောက်ခံမယ်လို့ထန်ဆိုတဲ့တဲ့တင်ဖြစ်ပါတယ်။နိုင်ငံသားတွေထုတ်လုပ်တဲ့ရုပ်ရှင်အားလုံးပေါ်တရားရဂိုင်းနှုန်းစီချက်ခွန်ကောက်ခံမယ်လို့အမေရိကန်သမ္မတထရန်ကမေလ၄ရက်တွင်ဆိုခဲ့ကြောင်းသိရပါတယ်။အမေရိကန်ရုပ်ရှင်လုပ်ငန်းဟာလျှင်မြန်စွာကျဆင်းနေကြောင်း အခြားနိုင်ငံများကအားပေးမှုအစီအမံမျိုးမျိုးဖြင့်အမေရိကန်ရုပ်ရှင်ထုတ်လုပ်သူနှင့်စတူဒီယိုများအမေရိကန်မှထွက်ခွာသွားအောင်လှုပ်ဆောင်လျက်ရှိကြောင်းလည်းထရန့်ကလူမှုမီဒီယာ True Social မှရေးသားဖော်ပြလာခဲ့ပါသည်။ဟောလိဝုဒ်ဟာလည်း၎င်းအခြေအနေကြောင့်ပြင်းပြင်းထန်ထန်အထင်အရှားကြောင်း၎င်းဟာအမေရိကန်ပေါ်အမျိုးသားလူကြုံရေးအရာချိန်ချမှုဖြစ်စေတယ်လို့လည်းထရန့်ကပြောကြားခဲ့ပါသည်။ ထရန်က၎င်းအနေဖြင့်အမေရိကန်စီးပွားရေးနှင့်ကုသရေးဝန်ကြီးဝန်ကြီးဌာနနှင့်အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်များအစီအစဉ်ကိုချက်ချင်းစတင်ရန်အာဏာလွှဲရပြီးအမေရိကန်သို့ဝင်ရောက်သောနိုင်ငံသားတွေထုတ်လုပ်တဲ့ရုပ်ရှင်အားလုံးပေါ်စီချက်ခွန်တရားရဂိုင်းနှုန်းကောက်ခံသွားမှာဖြစ်ကြောင်းအမေရိကန်မှာထုတ်လုပ်တဲ့ရုပ်ရှင်ကိုထပ်မံပိုင်ဆိုင်ခွင့်ရရန်မျှော်လင့်ကြောင်းပြောကြားခဲ့တယ်လို့လည်းသတင်းများကဖော်ပြလာပါတယ်ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့အစ္စရေးနိုင်ငံဂျေယူးစလင်မြို့ရဲ့အပြင်ဘက်မှာတော်မီတွေအကြီးအကျယ်လောင်နေတဲ့သတင်းဖြစ်ပါတယ်။အစ္စရေးနိုင်ငံဂျေယူးစလင်မြို့ရဲ့အပြင်ဘက်မှာတော်မီတွေအကြီးအကျယ်လောင်နေခဲ့ပြီးဒါဟာနိုင်ငံသမိုင်းမှာအဆိုးဆုံးဖြစ်တယ်လို့ပြောကြပါတယ်။ဝန်ကြီးချုပ်ကလည်းနိုင်ငံတွင်မှာအရေးပေါ်အခြေအနေကြေညာထားပါတယ်။တခြားနိုင်ငံတွေကလည်းမိသက်လေရင်တွေမိသက်တပ်ဖွဲ့တွေဆေးလို့ပြီးကူညီပေးနေကြပါတယ်။ ဗီဒီယိုတွေမှာတော့မိတောက်ကြီးတွေလွဲလာနေတဲ့ကြားကဖြောင်မောင်းခရရတဲ့ကားရစီဘောကရိုက်ကူးထားတဲ့မြင်ကွင်းကိုတွေ့မြင်ရကြောင်းလဲသတင်းများကအေးသာထားကြောင်းသိရပါရရှင်နောက်ဆုံးနဲ့ဆက်မဲ့တဲ့ရင်ကတော့အင်ဒိုနီးရှားတွင်ပြင်းအား6.3အစင်းငလျင်လှုပ်ခတ်ခဲ့တဲ့တဲ့ရင်ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကိုရွန်တာလိုပြည်နယ်မှာပြင်းအား6.3အဆင့်ရှိငလျင်တစ်ခု မေလ3ရက်ကလှုပ်ခတ်ခဲ့ပြီးငလျင်ထံကြောင်းလှိုင်းကျင်းနိုင်ခြင်းမရှိကြောင်းအင်ဒိုနီးရှားအခြေဆိုင်မိုးလေဝသရာသီဥတုနှင့်ဘူမိယူပါဗီရာအေဂျင်စီကထုတ်ပြန်လာတာကိုစင်ဝါသတင်းမှဖော်ပြပါရှိပါတယ်။ငလျင်ကဂျကာတာစံတော်ချိန်19:50မိနစ်မှာငလျင်ဗဟိုချက် ပိုဟိုဝါဒိုရီဂျင်စီရဲ့အနောက်မြောက်ဘက်35ကီလိုမီတာအကွာမြေအောက်အနက်69ကီလိုမီတာအနီးကိုပိုဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီငလျင်လှုပ်ခတ်မှုအပြီးဆူနာမီအနည်းငယ်မရှိကြောင်းလည်းထုတ်ဖော်ပြကြားထားပါတယ်။ပြည်နယ်မျိုးတော်မြောက်ခရွန်တာလိုနဲ့အကြာအနီးနာတဝိုင်းမျိုးတွေမှာလည်းငလျင်ရိုက်ခတ်မှုကိုခံစားခဲ့ရတယ်လို့ဒေသခံတွေကဆိုထားကြောင်းသိရပါတယ်ရှင်။ ကျမတို့ရှန်ကုန်မီဒီယာကနေအရှေ့လေပိုင်းဒေသအစ္စရေးနဲ့ဟာမတ်စတရတိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူးခြားပြစ်စင်များကိုအချိန်နဲ့တပြေးတည်းရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။